ဟုတ်ပါတယ်မင်္ဂလာပါ The Faint Tunnel တုံးသက်တမ်းပြန်လည်ပြုပြင်မှု၃ချိန်မြောက်လုပ်ခဲ့တဲ့အခါမှာထွန်းထွန်းကိုတာဝန်ယူခဲ့တဲ့ပါခုံးမမစီမံခန့်ခွဲနေတဲ့ web number ဆိုတာရှိတယ်အဲ့ဒီ web number ကအခရာယူနဲ့ရေးထားတာပါ ျွန်ုပ်တို့ဒီအမဂျမစံသက်မှုပြုလုပ်သည့်အခါတိုင်းရင်းကိုတခွဲခန့်နံပါတ်တစ်ခုပေးမိဖြစ်ပြီးပြောင်းလဲမှုအချို့ရှိလင်ပင်စံသက်ချက်ကိုထပ်မံပြုလုပ်ပြီးရင်းကိုကိုယ်တိုင်အုံချကရင်းကြောင်းအခရာသည်ဂျမအတုပြောင်းသွားသောကြောင့်တခွဲနံပါတ်အသေးရရှိသည့်အထိစံသက်မှုများစွာကိုဖြတ်တန်းခဲ့ရပြီးဂျာမနီနှင့်ကိုရီးယားတွင်မူရာရန်ခြင်းမရှိကြောင်းအကဲ့ဖြတ်ကအပေကြောင့်ဆိုသောထိရောက်မှုနှင့်ထိရောက်မှုရှိသည်ဟုလူအများကယူဆကြသည့်စနစ်ကြအောင်ချစ်ချင်းမြတ်တာများစွာကိုခံယူနိုင်ခဲ့ပါသည် အားလုံးထုတ်ကုန်တွေဟာအခုတော့အစင်းမြင့်တင်ပြီးသားဖြစ်နေပြီပါထွန်တော်ဘက်မှာတော့အတုံးကျတဲ့အရာသာခန်းစားမှုတွေကိုရှေးထုတ်ကုန်နဲ့အခြားအရာတွေနဲ့ပုံမကညီအောင်ဖော်မြူလာအနေနဲ့ပြောင်းလဲမှုတချို့လည်းရှိပါတယ်။ဒါအပြင်ဒေသပညာချိန်တင်ကိုညှိနှိုင်းပြီးမိတူမြာဖော်မြူလာနဲ့တစ္ဆေတွေကိုလည်းအစင်းမြင့်တင်ထားလို့တစ်ခုလုံးအားလုံးအစင်းမြင့်တင်ထားတယ်လို့ထင်ရပါတယ်။အစင်းမြင့်တင်မလုပ်ခင်ထက်ပုံမကောင်းမှုလာတာပဲလား။ဟုတ်ပါတယ်ငါကကြင်လုပ်ခဲ့တာပါ။ဟာ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  အမျိုးအစားတစ်ဖန်တီးနေချိန်မှာတာဝန်ခံသူကိုငါကမေးမြန်းဘူးတယ်အဲ့ဒီအချိန်မှာပါ GTC အတွက်ထူးခြားတဲ့ထုတ်ယူနည်းဖို့တုံးရင်ပုံမှန်ရေးသွေးထက်အယောင်ပြီးအချို့တက်ရောက်မှုလည်းပုံမပြင်းထန်လာတဲ့အနက်နဲ့အခြားအရာတွေလည်းပိုပြင်းလာလို့ဒီလိုအရာတွေကိုဖော်မြူလာအတွင်းမှာတည်ငြိမ်အောင်လုပ်ထားတဲ့ထုတ်ကုန်လို့ထင်ရပါတယ်ဒီထုတ်ကုန်ရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ရောင်းစည်းကိုနှိုက်ရှင်ကြည့်လိုက်တော့ရောင်းစည်းကအရင်နေနေတာကိုမြင်ပြီးတကယ်အံ့ဩသွားတယ်လို့ပြောကြတယ် တခြားတစ်ဖက်မှာတော့ကျွန်တော်တို့ဟာရခင်ကသူတည်တနာဌာနမှာအလုပ်လုပ်နေစဉ်ကတည်းကအခုတော့စိုးမှရှိနေပြီပဲအရန်များတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့အခြားသူတွေကလည်း DMI ဆက်ချောင်းကြီးမားတဲ့ bus ကားတွေစီးပြီးလူအများကြီးလာတွားကြတာကိုမြင်ရတာနဲ့တမီးရဲ့ဖြံပြူးမှုဆွမ်းအားနဲ့အတီဆဲရဲ့လူကြံ့ညားမှုကိုတကယ်ခံစားရတယ်လို့ကြားခဲ့ပါတယ်။စ အသားရည်အိုမင်းချင်းဆိုတာကတော့နှစ်အရွယ်နှစ်ဆက်ကျော်လောက်ကတည်းကတတိယဖြစ်လာတာပါ။အိုမင်းသွားပြီးသားအသားရည်ကိုပြန်ကူးတာပေးတာကင်းတိတ်ကြောင့်ဖြစ်တဲ့အကြောင်းအရာတွေကိုပြန်ပြင်ပေးတာကအရန်ခက်ခဲပါလေ။ဒါကြောင့်နှစ်နှစ်ဆက်ကျော်ကတည်းကအိုမင်းချင်းကိုတတိယဖြစ်လာအောင်ကူညီပေးနိုင်တာကတော့ Brilliant Teaching လို့ခန့်မှန်းနိုင်ပါရဲ့။အိုမင်းချင်းဆိုတာကတော့အသားရည်အသားစီးမှာပါဝင်တဲ့ကိုလာလာကျင်တဲ့ LS တင်တို့လိုပစ္စည်းတွေဟာ အနေနဲ့ညော်နေလာတာကြောင့်အသားရည်အသားစီးကပျက်စီးလာပြီးတဖြည်းဖြည်းနဲ့တင်းတိတ်တွေပေါ်လာတာပါဒီလိုတင်းတိတ်တွေပေါ်လာတာကိုတားဆီးနိုင်ဖို့အတွက်ကျွန်တော်တို့သဖိုင်းရဲ့ဖန်သနုံနဲ့ဆရမိုက်တို့လိုပါဝင်ကစ္စည်းတွေထည့်သွင်းထားတဲ့အတွက်အသားရည်အသားစီးကိုပြန်လည်တိုးတက်အောင်ကူညီပေးနိုင်တဲ့ထုတ်ကုန်လို့သတ်မှတ်နိုင်ပါတယ် ယနေ့ခေတ်မှာတော့20နှစ်သက်တမ်း30နှစ်သက်တမ်းလောက်သားမကဆယ်ကျော်သက်တွေလည်းအရေးပြအထူးတိမ်မွေးမှုရှိတဲ့သူတွေများလာကြပါတယ်။ဒဖန်ကဲ့သို့သောထုတ်ကုန်ကဂျာမနီမှာပဲဖြစ်စီနိုင်ငံတွင်းမှာပဲဖြစ်စီအရေးပြဖို့မတိခိုက်စေလဲထုတ်ကုန်အဖြစ်သတ်မှတ်ခံထားရလာကြောင်းလွယ်လွယ်ကူကူအသုံးပြုနိုင်ပြီးခီရောက်မှုနဲ့အကျိုးသက်ရောက်မှုကိုလည်းမြင်တွေ့နိုင်တဲ့ထုတ်ကုန်လို့ထင်ပါတယ်။ယခုခါဒဖဲအနှစ်သာရဖော်မြူလာသည့်ဂျင်းယုံဇလဝတ်ကိုရရှိခဲ့သည့်ဆူရတဲ့အဓိကနည်းပညာအမိကတော့ဇီဝအစီတဲ့တူတောင်းစွာပါဝင်သည့် microcapsule နည်းပညာဖြစ်ပါတယ် အခြား surfactants တို့မဟုတ်ထိုကဲ့သို့သောအရာများကိုမသုံးဘဲကျွန်ုပ်တို့၏အရေးပြရှိ bellet များကိုသာ macron capsule လုပ်ပြီးအရေးပြအတွင်းသို့ထိုးဖောက်ဝင်ရောက်သောအခါ surfactants သည်အရေးပြကိုရယံစေသည်သို့သောဤနည်းပညာသည် bellet များဖြင့်ဖွဲ့စည်းထားသောကြောင့်အရေးပြအတွင်း bellet များကိုစုပ်ယူနိုင်ပြီးအရေးပြတာအစီကိုပုံမကောင်းမွန်စေပါသည်ဒီကအပေါ်ရမှာ ုတ်ပါတယ်အရေးပြအပေါ်ရမ်းမှာရှိတဲ့ဆဲတွေမဟုတ်ပဲအရေးပြတားဆီးကိုဖွဲ့စည်းထားတဲ့ပစ္စည်းတွေထဲမှာဇီဝအစီတက်တွေပါဝင်တဲ့အရေးပြတားဆီးတစ်ခုရှိပါတယ်အဲ့ဒီအတားဆီးထဲမှာပါဝင်တဲ့ဇီဝအစီတက်နဲ့တူညီတဲ့ပစ္စည်းကိုအသုံးပြုပြီးမိုက်ခရိုကပ်ဆူးလ်ဖြစ်ပြုလုပ်ထားတယ်လို့ထင်ရပါတယ်အီယာလူယောင်အက်ဆစ် စီဗာမိုက်လိုမျိုးအရေးပြားသားစီကိုတိုးတက်အောင်ကူညီပေးနိုင်တဲ့တစ္စည်းတွေကိုအရေးပြားအတွင်းပိုင်းတွေကိုကောင်းကောင်းဝင်ရောက်နိုင်အောင်ကူညီပေးတဲ့ဤပညာတစ်ခုလို့ထင်ရပါတယ်။စီယာမိုက်နဲ့ကအရေးပြားသားစီကိုတိုးတက်အောင်ကူညီပေးနိုင်တဲ့အရေးကြီးတဲ့တစ္စည်းတွေဖြစ်တယ်လို့ထင်ရပါတယ်။ကတော့ရေဆုပ်ယူနိုင်စားရှိလို့ကျွန်တော်တို့အရေးပြားတွေကရေဟာပြန်သွားနိုင်ပေမဲ့ကအဲ့ဒီပြန်သွားတဲ့ရေကိုဖန်ထားပေးနိုင်လို့အရေးပြားရဲ့စုပြည့်မှုကိုတော်တော်များများတိုးတက်စေတယ်လို့ထင်ရပါတယ်။ ရဲ့၄မျိုးသောနီးတိညာတွေမှာစုစုပေါင်း၄မျိုးပါဝင်ပါတယ်။ပထမတစ်ခုကတော့များစွာသောအယောင်ပြတဆုနီးတိညာတိညေသောဖော်မစ်နီးတိညာတန်ရှင်းသောဖိုင်အိုနီးတိညာနဲ့မြင်မာတဲ့တန့်စင်မှုနီးတိညာဒီလို၄မျိုးပါဝင်ပါတယ်။နီးတိညာဆိုတာကတော့အရက်လွယ်လွယ်နဲ့ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့အရေးကြီးတဲ့ပစ္စည်းတွေလက်ဆောင်တွေပေးပို့တဲ့အခါမှာတစ်ခါထက်တစ်ခါထပ်ထပ်ထုတ်ပို့ပြီးပေးပို့ကြတာမျိုးပါပဲ။ ကျွန်တော်တို့အလွန်အမင်းစ조사ပြီးထုတ်ယူထားတဲ့ပါဝင်ပစ္စည်းတွေကိုအသားရည်တဲ့ကိုလုံခြုံစွာပို့ဆောင်နိုင်ဖို့အတွက်တစ်ခါတစ်ခါထက်ထက်ကဆူးထည့်ပြီးပို့ဆောင်တဲ့နည်းပညာလို့ထင်ရပါတယ်။ပုံမှန်အားဖြင့်ဆေးဖက်ဝင်ပင်များကိုထုတ်ယူသည့်အခါတွင်ဟင်းဒီဟင်းရွက်ခြောက်များကိုအသုံးပြုလေ့ရှိတော်လဲ fresh buyer နည်းပညာအရလက်ဆက်သောဟင်းဒီဟင်းရွက်များကို၁၂နာရီတွင်ထုတ်ယူခြင်းဖြင့်ဟင်းဒီဟင်းရွက်ခြောက်များထက်ထိရောက်မှုရှိသည်ကိုအတည်ပြုနိုင်သောကြောင့်လက်ဆက်သောဟင်းဒီဟင်းရွက်များကိုအသုံးပြုပါသည်။၆တွေ့နေတဲ့ဟက်ကိုအသုံးပြုတာပုံများလာလား ဒါကတော့ခင်ပြူရီလုပ်ငန်းစဉ်ကအရန်ခက်ခဲလို့ပါပဲကျွန်တော်တို့လိုစားချုပ်ချုပ်ပြီးလှုပ်ဆောင်တဲ့အခါမျိုးကလည်းအရန်ကြမ်းများမဟုတ်ဘူးလို့သိပါတယ်ဒါဆိုရင်ရထူကြောက်ချက်ပဲเนาะဟုတ်ပါတယ် half side ပြူရီလဲရနဲ့စားချုပ်ချုပ်ပြီးစမ်းသပ်မှုတွေလောက်ကမူပိုင်ခွင့်ထုတ်ထားတဲ့ဤပညာလဲဖြစ်ပါတယ်လို့ထင်ရပါတယ်အမြင့်ဆုံးတက်စဉ်ဤပညာဆိုတာကတော့ကျွန်တော်တို့ကကိုရီးယားနယ်ပါဝါဆက်ယုံနဲ့ပူးပေါင်းပြီးဖန်တီးထားတဲ့ဤပညာပါအဲ့ဒီကစီထဲမှာအကျိုးရှိတဲ့ပါဝင်ကစီတွေပါဝင်ပြီးအဲ့ဒီလိုပါဝင်ပစ္စည်းတွေကိုအရင်များအောင်ထုတ်ယူနိုင်အောင်ထုတ်ယူတဲ့ညီလက်လို့ထင်ရပါတယ် မိုက်ခရိုဖာမင်းနည်းပညာဆိုတာကတော့လွယ်လွယ်လေးရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ကဖာမင်းစားစာတွေတဲကကင်ချီကိုစားကြတာပဲဖြစ်ပါတယ်။ မုံနဲ့စီတီလူမျိုးတွေကိုဖာမက်လုပ်တဲ့အခါမှာအဲ့ဒီထဲကအကျိုးရှိတဲ့ပါဝင်ပစ္စည်းတွေထွက်လာပြီးအဲ့ဒီအကျိုးရှိတဲ့ပါဝင်ပစ္စည်းတွေကကိုယ်ခန္ဓာအတွက်ပိုကောင်းလို့ဖာမက်အစားအစာတွေကကောင်းတယ်လို့ဆိုကြတာပါကျွန်တော်တို့ကတော့အနောက်တိုင်းစီပစ္စည်းတွေကိုဒီလို micro farming နည်းပညာနဲ့အသုံးပြုပြီးအကျိုးရှိတဲ့ပါဝင်ပစ္စည်းတွေကိုပုံမိုးထုတ်ယူနိုင်အောင်လုပ်ပါတယ်ထို့ပြင်ဖာမက်လုပ်ခြင်းနဲ့အတူအဲ့ဒီအကျိုးရှိတဲ့ပါဝင်ပစ္စည်းတွေကိုပိုတိတ်သေးလေးခွဲထုတ်နိုင်လို့အသားအရည်တွေကိုပုံမိုးစိတ်ဝင်နိုင်အောင်ပြုလုပ်ထားတဲ့နည်းပညာလို့ထင်ရပါတယ် ဒီတိုးနာကအသားရေကြောင့်ပြုကင်ဆောင်ရှောက်ဖို့အထူးတင့်တော်အောင်ပြုလုပ်ထားတဲ့ထုတ်ကုန်ဖြစ်လို့ပထမဆုံးတိုးနာနဲ့အသားရေကြောင့်ပြုကင်ပေးပြီးနောက်မှာမျက်စိအောက်ခရီမန်ကိုမျက်နှာတစ်လုံးလုံးမှာတင်ပေးပါအဲ့ဒီမျက်စိအောက်ခရီမန်တွေကအကျိုးရှိတဲ့ပါဝင်ပစ္စည်းတွေကအသားရေတဲ့ကိုပုံမိုစိတ်ဝင်နိုင်အောင်အထောက်အကူပြုပါလေဒါကြောင့်တိုးနာမျက်စိအောက်ခရီမန်အဆင့်လိုရှင်ခရီမန်အဆင့်လိုက်အသုံးပြုပြီးရင်ပိုကောင်းမယ်လို့ထင်ပါတယ် ဒါပေမဲ့ຫນွေရာသီလိုအသားအရည်မှာစီပြန်ခြင်းတွေအခြားအရာတွေပုံများလာတဲ့ရာသီတွေမှာတော့မျက်စိအောက်ခရီမန်ကိုနောက်ဆုံးမှတုံးဖို့အဆင်ပြောင်းပြီးတိုးနာအဆင်လိုရှင်ပရီမန်မျက်စိအောက်ခရီမန်အဆင်နဲ့တုံးလဲအဆင်ပြေပါတယ်အိုးကျွန်တော်လိုပဲဆိုရင်တော့ The Fame ကကျွန်တော်တို့ဖန်တီးတဲ့ကုန်ကျစရိတ်နဲ့ရောင်စည်းကတကယ်နိုင်လို့တန်ဖိုးရှိအောင်တုံးနိုင်တဲ့ထုတ်ကုန်ဖြစ်တာကြောင့်ဟုတ်ပါတယ်တိုးနာဖြစ်စေမျက်စိအောက်ခရီးမှဖြစ်စေညီတိထုတ်ကုန်မဆိုအသားအရည်မှာအများကြီးလိမ့်ပေးတတ်ပါတယ် အသားရေကအကျိုးရှိတဲ့ပါဝင်ပစ္စည်းတွေကိုလက်ခံနိုင်တဲ့အတိုင်းအတာတစ်ခုတော့ရှိမှာပါဒါပေမဲ့ချော့ကပ်ပစ္စည်းတွေကိုမြန်မြန်လေးပေးလို့ရရင်သဖဲလိုထုတ်ကုန်တွေကအထူးသဖြင့်အခြေခံအသားရေကာကွယ်စနစ်ကိုတိုးတက်စေတဲ့ထုတ်ကုန်ဖြစ်တာကြောင့်မြန်မြန်လေးပေးလို့ရရင်အဲ့ဒီအကျိုးရှိတဲ့ပါဝင်ပစ္စည်းတွေကအသားရေတွေကိုပိုပြီးစိတ်ဝင်နိုင်လို့မြန်မြန်သုံးပေးတာကပိုကောင်းမယ်လို့ထင်ပါတယ် the fake လိုထုတ်ကုန်တွေကိုလွယ်လွယ်နဲ့ရှင်းပြရမယ်ဆိုရင်ကျွန်တော်တို့ကကျန်းမာရေးအတွက်အာဟာရဖြည့်စွက်စာပြီးစားပြီးအသားရည်ရဲ့ကိုခံအားကိုမြင့်တင်ပေးတာနဲ့တူတယ်ဒါကြောင့်ယောဂရီကိုလည်းလွယ်လွယ်နဲ့မထစ်အောင်ကာကွယ်ပေးနိုင်ပါတယ်ဒါကြောင့် the fake ကလည်းအဲ့ဒီလိုပဲအသားရည်ကာကွယ်စနစ်နဲ့အဆိုတက်ကိုတင်းတင်းကြပ်ကြပ်ဖြစ်အောင် ကူညီပေးပြီးအသက်အရွယ်ကြောင့်ဖြစ်လာတဲ့အိုမင်းချင်းကိုနှီးနှီးလေးလာအောင်မထစ်ခင်မှာတော့ပြန်လည်တိုးတက်အောင်ကူညီပေးနိုင်တဲ့အသားရည်ကာကွယ်စနစ်ကိုတင်းတင်းကြပ်ကြပ်ဖြစ်အောင်လုပ်ပေးတဲ့ထုတ်ကုန်တစ်ခုလို့ထင်ရပါတယ် absolute ဆိုတာကတော့ရှိပီတာယောဂါတွေကိုကုသဖို့အတွက်ကျွန်တော်တို့စေတောက်ကြတာနဲ့တူပါတယ်။အဲ့ဒီလိုပဲအသက်အရွယ်ကြောင့်ဖြစ်လာတဲ့ omingin တွေဖြစ်လာတဲ့အခါမှာအဲ့ဒါကိုကုသပေးနိုင်တဲ့စေတမျိုးလို့ထုတ်ကုန်တစ်ခုလို့ထင်ရပါတယ်။ The Fame ထုတ်ကုန်ကတော့အသက်ရွယ်အားလုံးအတွက်ဒါမှကအထူးသဖြင့်နှစ်နှစ်ဆယ်သုံးဆယ်ဝန်းကျင်မှာအစောပိုင်းအိုမင်းချင်းကိုကာကွယ်ခြင်းသူတွေအတွက်အထူးတင့်တော်အောင်ပြုလုပ်ထားတဲ့ထုတ်ကုန်မှာဒါကြောင့်အိုမင်းချင်းကိုဖြည်းဖြည်းချင်းဖြစ်လာအောင်စလောဝဲချင်းဖြစ်အောင်ပြုလုပ်ထားတဲ့ထုတ်ကုန်လို့ထင်ရပါတယ် episode ကတော့အိုမင်းချင်းကိုတားဆီးပေးနိုင်တဲ့ထုတ်ကုန်ဖြစ်တဲ့အတွက်နှစ်သုံးဆယ်လေးဆယ်ဝန်းကျင်မှာအသုံးပြုလာလဲအရန်အဆင်ပြေပါတယ်အသားရေကာကွယ်စနစ်တုံးမဟုတ်အစိုးရကိုတိုးတက်စေခြင်းသူတွေနဲ့ထုတ်ကုန်ကိုပထမဆုံးအသုံးပြုမဲ့သူတွေကိုအကြံပြုတဲ့အကြောင်းရင်းကဒီထုတ်ကုန်ဟာ အသားရည်ရဲ့အခြေခံဖြစ်တဲ့ကာကွယ်စနစ်နဲ့အစိုးတက်ကိုအဓိကထားပြီးပြုလုပ်ထားတဲ့ထုတ်ကုန်ဖြစ်လို့ဒီထုတ်ကုန်နဲ့ပထမဆုံးစတင်အသုံးပြုဖို့အကြံပြုပါတယ်ဆိုရာကတော့၁၀နှစ်ကြာကြာအရန်ချစ်တော်ခံရပြီးနှစ်ကြိမ်ပြည့်လဲပြုကင်မုံမှန်ထားတဲ့ထုတ်ကုန်မှာနှစ်ကြိမ်ပြည့်လဲမုံမှန်တဲ့အချိန်တွင်ရဲ့သူတည်တနာပညာရှင်တွေနဲ့ဝန်ထမ်းတွေအရန်စိတ်အားထက်သန်စွာစူးစမ်းပြီးဖန်တီးထားတဲ့ထုတ်ကုန်လို့ပြောလို့ရပါတယ်။ လာမယ့်ဆယ်နှစ်အကြာမှာပါကျွန်တော်တို့အခုရှိတဲ့အရေးပြားခြေအနေနဲ့ပြန်တွေ့နိုင်ရင်အရန်ပြောမယ်လို့ပြောလင့်ပါတယ်ကိုအရန်ချစ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်